အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်မကျေးဇူးတင်တိုက်သူအားလုံးကိုကျေးဇူးတင်ကြောင်းလေးပြောချင်ပါတယ်ရှင်ကျွန်မကိုတနေ့ကရတနာလိုက်စေးလေးရန်ကုန်မှာကျွန်မပို့ချုပ်စေးလေးကမိန်လန်းပေါ်မှာ SDW မှာကျွန်မရတနာလိုက်စေးလေးလွှတ်ပါတယ်အဲ့ဒီရတနာလိုက်စေးမှာ အားပေးကြတော့ဝင်းရပေးကြတော့ဝဲဒီဖြစ်စေမဝဲဒီဖြစ်စေကျွန်မကိုဖုံးပေးအကုန်ခံပြီးတိပေးသူအပေါင်းလည်းအများကြီးကျေးဇူးတင်နေနောက်တစ်ခါကြာလို့ရှိရင်အဲဇာပါပဲရောင်းရောင်းပေါ့နော်တချို့တွေဆိုယုံကြည်မှုနဲ့အားပေးကြတယ်အဲ့ဒီလည်းကျေးဇူးတင်ပါတယ်ယတနာပစ္စည်းဆိုတာအင်မတန်မှကျွန်မတို့တောင်းဝင်ယူမှုတောင်းဝင်ခံမှုအင်မတန်မှကြီးပါတယ်နော်လိုင်းတွင်ပေးတဲ့သူတွေအတွက်လည်းအင်မတန်မှတောင်းဝင်ကြီးပါတယ်ကျွန်မဒီဒီယတနာဆိုင်ကို ျမ live မပေးခြင်းသည်ကျမမေတ္တာဖြင့်လုပ်ပေးတာ။ဘာဖြစ်လို့လုပ်ပေးရလဲဆိုတော့ကျမကိုယ်တိုင်ဒီဆိုင်မှာပစ္စည်းတွေသွားဝယ်တာ။ပစ္စည်းတွေသွားဝယ်ရင်းနဲ့ကျမပစ္စည်းတွေအရန်လှလို့အကြီးအသေးတွေအရန်ကောင်းလို့ကျမ live ပေးခဲ့တာပါ။နော်။ဟိုအမှန်တိုင်းပြောလို့ရှိရင်တော့သူပစ္စည်းတွေကိုကျမသည်ယူမယ်ဆိုပြီးတော့သူနဲ့ကျမနဲ့ဖုန်းဆက်ပြီးသား။ဒီပစ္စည်းရဲ့ဒီပစ္စည်းရဲ့အမယူမယ်အမအတွက်ချန်ထားပါအမရန်ကုန်ကိုဆင်းခဲ့ပြီအမကိုလည်းဓာတ်ကြည့်တယ်ပေါ့နော်အဲ့မှာလည်းကျမသွားကြည့်လိုက်တဲ့အချိန်မှာအရင်တော့လည်းသူ့ပစ္စည်းရေစာဝယ်ဘူးတယ် မကွေးကိုရောက်လာလို့ရှိရင်အိမ်မတန်မှစိတ်ချမ်းသာရတယ်ပေါ့နော်အခုတခါကျတော့ကျမကပစ္စည်းတွေဒီအကြီးကြီးမားမားကြီးတွေတိမ့်ရာကန်တိုင်းကြီးတွေဖြစ်နေရတဲ့ကြောင့်ပေါ့ကျမကိုယ်တိုင်သွားတာကျမကိုယ်တိုင်သွားပြီးတော့ကြည့်လိုက်တဲ့အချိန်မှာလေအကြီးအသွေးတွေကအရန်ကောင်းတယ်အရန်ကောင်းတဲ့အချိန်မှာကိုယ်လိုပဲပေါ့နော်အကြီးအသွေးကောင်းကောင်းကြောက်ကောင်းကြိုက်တဲ့လူတွေအတွက်ကြောက်ကောင်းကြိုက်တဲ့မမများညီမလေးတွေအတွက်ပေါ့နော်ဒီကြောက်ကောင်းလေးတွေကိုကျမကရရှိခြင်းနဲ့စေတနာနဲ့ကျမလိုက်ခွင့်ပေးခဲ့တာပါအ ဲ့ဒီကိုယ်စေတနာကကိုယ့်ကိုရောင်ပြန်ဟတ်တယ်လို့ပဲပြောရမှာတော့မသိဘူးပေါ့နော်။ကျွန်မလိုက်အပြီးမှာကျွန်မတို့ညာဘက်မှာအေးစစ်နားမယ်ဆိုကျွန်မလှုပ်လိုက်တဲ့အချိန်မှာကျွန်မကိုဆိုင်ရှင်ကပုံလိုက်။မမရဲ့တဲ့ဝမ်းသာလိုက်တာတဲ့။ဒီလားချစ်စာနေတဲ့ညီမလေးနဲ့ကန်ဆက်တယ်တဲ့။ဆိုင်ပိတ်တာတော့အိမ်အထီးကိုလိုက်ပြီးတော့ဝယ်ကြတယ်တဲ့။ကျွန်မအဲ့ဒီလိုက်ထဲမှာပြလိုက်တဲ့တိမ်ရှားကနန်းတွေထောက်ကနန်းတွေကို မမတယောက်တာဝဲသွားပါတယ်အရင်နေ့ကျေးဇူးတင်ပါတယ်အဲ့ဒီအမအရင်တော့လည်းသူ့စီက customer လို့ပြောမှုပါတယ်အဲ့ဒီ customer အမနဲ့သူတွေကလည်းအဆက်အသွယ်ပြန်နေတာတော်တော်ကြာပြီလို့ပြောတယ်အခုမှအဆက်အသွယ်ပြန်ရပြီတော့ပစ္စည်းတွေကိုလည်းမြင်နေချင်းပေါ့အမလိုက်ထဲမှာပြားတဲ့ပစ္စည်းတွေကိုညီမလေးပြလိုက်တာတဲ့အမကြိုက်တယ်လို့ပဲသူလည်းအရင်ကြိုက်ပြီးဝဲသွားတယ်ပေါ့နော် ထပ်ပြီးပျော်စရာကောင်းတာပါလဲဆိုတော့အဲ့ဒီအမကနောက်နေ့စိုင်းမှာထပ်ပြီးတော့ထပ်ပြီးလာဝဲထပ်ပြီးအားပေးတယ်အဲ့ဒါလည်းအများကြီးအားပေးသွားတာအဲ့တော့ ကိုဒီကိုကြိုက်တဲ့ဆိုင်ကိုလိုက်ခွင့်ပေးခဲ့တဲ့ဆိုင်မှာအဲ့လိုအများကြီးရောင်းရတယ်ဆိုတဲ့တည်နေကြရတဲ့အတွက်အယောင်ဝမ်းတာတော်တော်ကိုဝမ်းတာအမကိုနိုင်တဲ့ဒီကတော်ကျိုးပေါ့ဒီကတော်ကျိုးဒီကတော်ကျိုးက သိန်း300နဲ့မှ80အဲ့ဒီဆိုင်ရနေအမဝယ်ခဲ့တာနော်ဒီဒီကတော်ကျိုးလေးကိုပဲအဲ့ဒီဆိုင်ရနေဝယ်ခဲ့တာအဲ့ဒီဆိုင်ရနေပြောစားဒီတစ်ခေါက်ဝယ်ခဲ့တာသိန်း1200ကျော်ဘူးလောက်တော့ရှိမယ်သိန်း1200ကျော်ဘူးလောက်တော့ရှိမယ် ဒါပေမဲ့သို့တော့မြန်မာလေးကတော်တော်လေးလဲဟိုဘယ်လိုခေါ်မလဲဆိုတော့ပေးရတဲ့စီးနဲ့တန်နေပေါ့နော်ပြောချင်တာအကြီးအသေးကောင်းနေပေးရတဲ့စီးနဲ့တန်နေ၆ကောင်း၆ကောင်းကြိုက်တဲ့သူတွေအတွက်ကတော့အင်မတန်မှစိတ်ချတယ်စိုက်တဆိုင်လို့လည်းပြောချင်တယ်ကျွန်မဒါကျွန်မဟိုဘယ်လိုခေါ်မလဲဒီမြန်မာလေးလဲကျွန်မလည်းဆိုဘာမှလည်းအမျိုးလဲတော်တာပေါ့ကွနော်ကျွန်မလည်းသူ့စီမှာဝင်ရင်းနဲ့သူ့ပစ္စည်းတွေကိုကြိုက်လို့နော်သူ့ပစ္စည်းတွေကိုကြိုက်လို့ကျွန်မဒါအကောင်လုံးဝေမြဘိုးချုပ်စီမိန်းလမ်းမှာရှိတယ် SDW တဲ့စိုက်ရှင်နာမည်ကစန်နီဝင်းတဲ့စိုက်ရှင်နာမည်ကစန်နီဝင်းမိုးကုတ်တဘာဝနီလာတွေဗတ္တများတွေပဲအဓိကထားပြီးရောင်းနေပေါ့နော်အခုပွဲလန်းသမင်းတွေကိုကြည့်လိုက်လေပွဲလန်းသမင်းတွေမှာအများသောအားဖြင့်အဓိကသည်ဗတ္တများတွေနီလာတွေဝတ်ကြတာများတယ်နော်ပြီးလို့ရှိရင်ကုလန်ပီယာများတွေဝတ်ကြတယ်ပေါ့ရှင်နော်အဲ့တော့ကြတော့ကြောက်ကောင်းကောင်းကြိုက်တဲ့လူတွေဆိုလို့ရှိရင်တော့ကျွန်မညှောပါလေသွားကြည့်ပြအောင်ကြည့်ပါအပြင်မှာသွားကြည့်ပြီးတော့မှ အပြင်မှာသွားကြည့်လို့ရှိရင်အမားတို့ပိုးပြီးတော့ဝယ်ချင်းစိတ်ပေါက်တယ်ပိုးပြီးစိတ်တိုင်းကြောက်တယ်အပြင်မှာပစ္စည်းတွေကပိုးပြီးတော့လှတယ်အတွင်းထဲကထက်အပြင်မှာပိုးလှတယ်နော်နောက်တစ်ခါကြာလို့ရှိရင်ဟိုပေးရတဲ့ဈေးနဲ့ဝယ်ရတဲ့သူကစိတ်ကျေနပ်တယ်လှတယ်တန်တယ်ပေါ့ရှင်ကိုပြောချင်တာနော်တချို့ဆိုလို့ရှိရင်ကျမတို့ line ပေါ်မှာဝယ်ကြတယ်ပေါ့ရှင်အပြင်ရောက်လာတော့ဝါချားမှုရှိတော်တော်ဝါချားတယ်တော်တော်ဝါချားတဲ့အတွက်ကြောင့်အဆင်မပြေရလေးကြီးလေ အချို့ရှိကြမယ်ကျွန်မကိုယ်နိုင်လည်းကြုံတွေ့ခဲ့ဘူးလေနော်ဒါပေမဲ့သို့တော့ဒါကတော့ဟိုဘယ်လိုခေါ်လဲဆိုတော့ယတနာပစ္စည်းဆိုတာကတော့တချို့ရင်ပြောကြတယ်ဟဲ့အပြစ်မှာဝင်ရင်ပိုကောင်းမယ်အပြစ်မှာကြည့်ရင်ပိုကောင်းမယ်ပေါ့နော်ကျွန်မလည်းဒီပစ္စည်းတွေကိုလေဟဲ့ဖုန်းထဲမှာတအားလာလာပဲပေါ့နော်ငါအပြစ်မှာရောဒီလောက်လှပါမလားပေါ့အရင်ကလည်းသူပစ္စည်းတွေဝယ်လဲဝယ်ဘူးလေဒါပေမဲ့အခုဒီတစ်ခါကျွန်မသွားကြည့်တဲ့ပစ္စည်းတွေကအပြစ်မှာ လှပါမလားဆိုတော့ကျမစိတ်ပူမိရပါလဲဆိုတော့တစ်ခွတ်တစ်ခွကို तू ကတန်ဖို့ကြီးရလေသိရလေဂျာကန်န်းကြော်တယ်သိ300ကြော်တော့ဆိုတာအ ਨੇ ဆုံးရှိတယ်အဲ့တော့ကြတော့ငါတော့အပြင်မှာကိုတိုင်သွားကြည့်မှဖြစ်မယ်ဆိုပြီးသွားကြည့်တော့တကယ်ကိုအရန်ကိုလှတော့အပြင်မှာပူလှတယ်နော်အဲ့တော့ကျမယုံကြည်ရဆိုလို့ရှိရင်အမအားလုံးနဲ့ယုံကြည်မယ်လို့ထင်တယ်နော်အမတို့ညီမလေးတို့အားလုံးနဲ့ယုံကြည်မယ်လို့ထင်တယ်ကျမဒီမကောင်းတာလုံးဝမညွန်ပါဘူးကောင်းတာပဲညွန်ပေးတာပါ เนาะအလဲအယောင်းကလည်းယာကင်တော့ကလည်းတက်တာပါနေနောက်တစ်ခုကဒါပဲမဲ့လို့ဆိုင်ရှင်ကအရန်သဘောကောင်းလို့နေအရန်သဘောကောင်းလို့နေအခါကျတော့ဈေးတွေတော့တအားမစစ်ပါနဲ့လို့เนาะသူကအင်မတန်မှလည်းအားနာတတ်ပါတယ်เนาะသူခေါ်ထားတဲ့ဈေးတွေဆိုတာလည်းမများပါဘူးเนาะကျမတို့ရွှေအဲပစ္စည်းတစ်ခုကိုတွက်မယ်ဆိုလို့ရှိရင်ရွှေကြီးဘလောက်ပါလဲစိန်ကြီးဘလောက်ပါလဲကြောက်ချိန်ဘလောက်ပါလဲအကုန်လုံးတွက်တတ်တယ်လို့ဆိုတွက်ကြည့်ပါเนาะတန်လားမတန်လားဆိုတာသိပါလိမ့်မယ် နော်တန်လားမတန်လားဆိုတဲ့ရွှေချင်းဘလောက်ပါလဲစိန်ချင်းဘလောက်ပါလဲစိန်ရောဘယ်နှလုံးစည်းရေသုံးထားတာလဲပေါ့နော်အဲအဲ့လိုမျိုးလေးတွေပေါ့နော်တွက်ပြီးတော့မှတွက်တက်တက်လို့ဆိုတချို့ရေဆိုတွက်ပြီးမှဝယ်ကြတာများတယ်လေနော်ကိုကိုတိုင်းလည်းအဲ့လိုမျိုးတစ်ခါတည်းကြောက်လို့ရှိရင်ရွှေချင်းတွေစိန်ချင်းတွေကြောက်ချင်းတွေမေးတယ်မေးပြီးလို့ရှိရင်ဈေးလေးစစ်လိုက်သေးတယ်နော်ဈေးလေးစစ်လိုက်သေးတယ်ဒါပေမဲ့လို့လည်းလောကကြီးမှာစီးပွားရေးလုပ်တယ်ဆိုတာဘယ်သူမှ ဟိုလို့ခေါ်မယ်အရှုံးခံပြီးတော့ဘယ်သူမှမလုပ်ဘူးလေနော်အကုန်လုံးကလည်းမျက်ချင်လို့လုပ်ကြတဲ့လူကြီးကြီးပဲလေနော်အဲ့တော့ကြတော့ဒါပေမဲ့အမျက်ကိုလည်းအတော်အသင့်လေးပဲထားတာမတရားကြီးနင်းကန်ပြီးတော့ချမ်းသာငါတော့ဒီဒီဟာရောင်းလိုက်ပြီဆိုလို့ရှိရင်ငါတော့တနေ့ကိုစိုင်ပိတ်လို့ရပြီဆိုရင်အနေထားမဟုတ်ဘူးနော်အာပစ္စည်းတစ်ခုရောင်းလိုက်ပြီကွာပစ္စည်းတစ်ခုရောင်းလိုက်ပြီးတော့ဒီမျိုးသမီးပြန်သွားလို့ရှိရင်ငါတို့တော့စိုင်ပိတ်လို့ရပြီဆိုရင်အနေထားမဟုတ်ဘူးနော်ဒါဒါတစ်ခါလေးပြောပြတာနော်ပစ္စည်းရဲ့တန်ဖြေးသည် သူတေးထားတာဒီဝတ်တဲ့သူအတွက်အင်မတန်မှဝတ်ပျော်ပါတယ်လို့ပြောချင်တာပါကျမနော်အဲ့တော့じゃတော့ကျမကတော့ SCW ကပစ္စည်းတွေဆိုလို့ရှိရင်အပြစ်မှာသွားမကြည့်ဘူးဆိုလို့ရှိတယ်ကျမကတော့ recommend ပေးတယ်အရန်ကိုစိတ်ချတယ်ယုံကြည်တယ်အရန်ကိုအရေးသွေးကောင်းတယ်ဒါမဲ့တခုပဲတန်ဖိုးကြည့်ရပစ္စည်းတွေဆိုတော့လမ်းမှာတဲရပိုးတာလေးတွေမှာ နည်းနည်းလေးတွေအခက်အခဲလေးတွေရှိနိုင်တယ်။ကြောက်တာလေးတွေရှာတာလေးဖြစ်သွားလို့ရှိရင်နှုတ်ဝန်းတစ်ဖက်လုံးပြတ်တော့မကောင်းဘူးပေါ့နော်။အဲအဲ့တော့ကြတော့ရန်ကုန်မှာကြုံခဲ့လို့ရှိရင်တော့ဘိုးချုပ်ဈေးရမိန်းမဘုံက HDW မှာအားပေးလိုက်ပါလို့နော်။ဆိုင်ရှင်ကလေအမရဲ့တဲ့ညာဘက်ကြီးဖုံးလာတာ။ဒီနေ့ရဲ့အမပြရတဲ့လိုက်ထဲမှာပြရတဲ့ဗဒမြားလော်ကတီနီလာဆွဲချိုးကြီးနော်။အဲနီလာနဲ့ဆွဲနော်။ အဲယူသွားပြီလို့ပြောတဲ့အချိန်မှာလေကျမလေးဒီမှာရှင်းနေခုံတာရှင်းနေခုံတာဘလော့ကြီးဆိုတော့ဝမ်းတာသွားတာပေါ့နော်ရှင်းနေခုံပြီးတော့ရှင်းနေတုံးပြီးဝမ်းတာသွားတာအမလေးဗကန်ချတာလက်တော်သွားတယ်ဟဲ့နော်အဲ့လောက်ကြီးအဲ့လောက်ကြီးကြီးအောင်ပျော်သွားတာပေါ့နော်အမှန်တည်းပြောရင်ကိုကပျော်သွားတာဟာငါလိုက်ထဲမှာပြတဲ့ဟာလေးရောင်းကထွက်ရောင်းထွက်သွားပြီဆိုဝမ်းတာတာလေအမတို့လည်းသိမှာပါဝဲသွားတဲ့သူလည်းသိမှာနော်ဘာလို့ဘလောက်တောင်မှအကြီးအသေးကောင်းတယ်ဆိုတာမြင်ပြီးသားလေသိပြီးသားလေနော် ဟိုကိုနဲ့လည်းအဲ့အမနဲ့ဆင်တူပဲကိုလည်းတလုံးယူထားတယ်သူစီကလေနော်အဲ့တော့ကြတော့ STW ဆိုလို့ရှိရင်ယုံကြည်စိတ်ချစာနဲ့ဝယ်ပါလို့နော်ကိုမတ်မှာအဲကျမကိုချက်ပေါက်မှာလာမိရဲ့လူတွေလည်းတော်တော်များတယ်အမအပြစ်မှာရွှေရတဖြည်းဖြည်းနဲ့အယောင်မိန်သွားမှလာလို့ပါတော့မမိန်ဘူးနော်73ပဲရည်အပြစ်ပဲ ရွှေနဲ့73ပဲရအပြည့်သုံးပေးထားတယ်။ကြောက်ပြေဆိုလို့ရှိရင်စိတ်နေဆိုလို့ရှိရင်စစ်ချက်တွေအကုန်ပါတယ်နော်။စိတ်မပူပါနဲ့နော်။အမအမခံပါတယ်။အမတာမင်ရှိတယ်နော်။ SDW နဲ့ပတ်သက်လာလို့ရှိရင်အမတာမင်ရှိတယ်နော်။အားလုံးကျေးဇူးတင်ပါတယ်။